ဟိုင်မနာဆာကိုနီချီဝါဟယ်ကီဒက်စ်ဒီဗီဒီယိုထဲမှာကာလာနီဝါဆိုတဲ့ grammar လေးကိုပြောပြပြသွားမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်သူတို့လေ့လာကြအောင်နော်။သင်ခန်းစာ24မှာဆိုရင်သူက grammar လေးပေါ့နော်။ကာလာနီဝါဆိုတဲ့ grammar လေးကိုသင်ရမှာဖြစ်ပါတယ်။ဒါဆိုရင်အရင်ဆုံးအနေနဲ့ hyogen ဆိုတဲ့ပေါ်ပြချက်လေးကိုတွားကြည့်အောင်။ကာလာနီဝါဆိုတဲ့ grammar ရဲ့အမိအဓိပ္ပာယ်ကဘာလဲဆိုတော့ night night ni na no that kala to san ွက်လက်ဖြစ်တဲ့အတွက်ကြောင့်တိုးစန်းဆိုတာကပြောစရာမလိုဘောเนาะမဖြစ်မနေဆိုရတဲ့ပဲပြောစရာမလိုလုပ်ကိုလုပ်မယ်ဒါဆိုတော့သူ့ရဲ့ grammar လေးကိုဘာသာပြန်ရမယ်ဆိုရင်လုပ်ပြီဆိုမှတော့ဘောเนาะတက်လို့အောင်ဘာသာပြန်ရအောင်เนาะဒီမှာလုပ်ပြီဆိုမှတော့လုပ်ပြီဆိုမှတော့အနောက်မှာတိုးစန်းနော်အေးဂျပန်လိုမှတ်ထားလိုက်ပါတော့တိုးစန်းစွာပြောစရာမလိုပြောချင်တဲ့အပြင်ဘယ်လိုပြောလဲဆိုတော့ JFD ဆမ်ဝဲဖြေဖို့ပေါ့နော်ဖောင်တင်လိုက်ပြီဒါဆိုဖောင်တင်လိုက်ပြီဆိုမှတော့ဆမ်ဝဲကိုမဖြစ်မနေဖြေကိုဖြေမယ်ဆိုတဲ့ပဲတိုးစံပြောစရာမလိုဖြေမှာနော်တချို့က JFD ဆမ်ဝဲကိုဖောင်တင်လိုက်တယ်မဖြေတဲ့လူလည်းရှိတယ်ဖြေတဲ့လူလည်းရှိတယ်ဒါပေမဲ့တိုးထွက်ကတော့ဖောင်တင်လိုက်ပြီဆိုမှတော့မဖြစ်မနေဖြေကိုဖြေမှာပြောစရာမလိုဒါဆိုတော့ဒီဟာလေးပေါ့နော်ခါလာမီဝါဆိုတဲ့ grammar လေးရဲ့အတိတ်ပဲဒါဆိုရင်နောက်တစ်ခုကဆေဆုစုကူဆိုတဲ့သူ့ရဲ့ဟာလေးကဘာလဲဆိုတော့ ခလာနေဝါကဖုတ်စခဲဆိုပဲပလေးဖောင်တယ်ကတ်လို့ရဟဲ့ဗောနော်အကောလို့ကတ်လို့ရဒိုးရှိခေယောရှိအေဂျတိနာဂျတိဗောနော်တတိထာမတ်ချက်ကနာအဂျတိဆိုရင်ဒေယာလူနောင်းဆိုရင်ဒေယာလူထည့်ပေးရမယ်ကဲဆွေးသူရဲ့အိစမစာကြောင်းလေးကိုကြည့်အောင်ခုခုမတဲ့ခိတာခလာနေဝါချောချောမတဲ့နိုဘိုရီတိုင်ခုခုမတဲ့ဒီနေရာအထိခိတာခလာနေဝါလာခဲပြီဆိုမှတော့ ချောချောမတဲ့ချောချောဆိုတာဘာကိုပြောလဲဆိုတော့ဒီမှာရေးပေးထားတယ်ပေါ့နော်တောင်ထိပ်ကိုပြောချင်တာချောချောဆိုတာကတောင်ထိပ်တော့တောင်ထိပ်အထိနိုဘိုရီတိုင်တက်ချင်ပါတယ်ဒါဆိုတော့ပုံလေးကိုကြည့်လိုက်မယ်ဆိုရင်သူကပေါ့နော်ဒီဖူဂျီဆန်ပေါ့နော်အဲ့ဒီဖူဂျီတောင်တက်တာတော့သူကဒီနေရာအထိရောက်လာပြီဆိုမှတော့ပေါ့နော်ဒီနေရာအထိရောက်လာပြီတောင်ထိပ်ရောက်ဖို့ဘယ်လောက်မှမလိုတော့ဘူးတော့ဒီနေရာအထိရောက်လာပြီဆိုမှတော့သူ မဖြစ်မနေတိုးစားပြောစရာမလိုတောက်ထိတ်ထိရအောင်ဆက်တက်မှာပေါ့နော်အဲ့တော့သူ့ရဲ့ grammar လေးကဘာလဲဆိုတော့ဒီမှာဆိုရယ် play for ဆိုရယ်သူကြောင့်အကုန်လုံးတုံးလို့ရတဲ့အထက်မှာမသူက top form တုံးထားပါပေါ့နော်ကြာဆိုရယ်သူ့ရဲ့တခြား example စာကြောင်းလေးကိုလိုက်ကြည့်အောင်自分で決めたからには最後までやりたい。 ဇီဘွန်တဲ့ကိုတိုင်ခိမဲတာဆိုတာကဆုပ်ဖြတ်တီဆိုတဲ့ပေါ့နော်ဆုပ်ဖြတ်ခဲ့တီခိမဲလို့ခိမဲလို့ဆုပ်ဖြတ်တီဒီမှာခိမဲတာပေါ့နော်ကိုတိုင်ဆုပ်ဖြတ်ခဲ့ပြီဆိုမှတော့ဖိုင်ဂေါ်မတဲ့ယာလီတိုင်းနောက်ဆုံးအထိလှုပ်ချင်ပါတယ်ပြောချင်တာပေါ့မော်ကိုစကားကိုကိုတော်ကိုယူတယ်ဆိုတဲ့အိပဲအဲ့လိုပုံစံလေးပေါ့နော်ကဖေနောက်တစ်ကြောက်ကြည့်အောင်ဆက်ခါကူဒိုင်ဂါကူနီရှင်ဂါကူဆူလူခါရာနီဝါဘာဂျီမန်နီဘန်ကေယောရှီယော ဖက်ကခုဆိုတာကတကူတကပါနော်ဒါကခုနေရှင်ကခုဆိုလို့တက္ကသိုလ်ကိုဆက်လက်တက်ရောက်တည်ဆိုတဲ့ပဲရှင်ကခုဆိုတာကចောင်းဆက်တက်တည်ဆိုတဲ့ပဲဒါဆိုတကူတကတက္ကသိုလ်ကိုတက်ရောက်မည်ဆက်လက်တက်ရောက်မည်ဆိုမှတော့မာဂျီမန်နီဘန်ကျော်ရှိရောလောဝအတိအကြီးစာလေးလာချရအောင်ပေါ့နော်ဒါဆိုတော့တချို့ကတက္ကသိုလ်မသက်ပါနဲ့တခြားအလုပ်စီးပွားရေးလုပ်ငန်းလုပ်ကြရတယ်တခြားကုမ္ပဏီမှာဝင်လုပ်ကြတယ် ကိုကအဲ့လိုမဟုတ်ဘဲနဲ့ဟိုတကယ်တော့ဆက်တက်ဖို့ပေါ့နော်ကိုကဆုတ်ဖြတ်လိုက်ပြီတော့ဆုတ်ဖြတ်လိုက်ပြီဆိုတော့လောကတကယ်ကိုစာလောကတော့မဟုတ်ပါနော်လောကမာဂျီမန်နီဆိုတော့လောကအတိအကျေစာလည်လာကြအောင်အဲ့လိုထိပ်ပဲလေပေါ့နော်ဒီမှာဆိုရင်သူကဗာလဲဆိုတော့ dictionary form နဲ့တုတ်တာနော်ရှင်ကာကူဆိုတော့ခလာနေဝရှင်ကာကူလို့ဖတ်ပါတယ်ရှင်ကာကူဒါဆိုရင်ဒီ grammar နဲ့ပတ်သက်ပြီးတော့တည်လောက်ပြီးထင်ပါတယ်ဒါဆိုခလာနေဝဆိုတဲ့အဓိပ္ပာယ်က လုံးကြီးဆိုမှာတော့အနောက်မှာတိုးစမ်းဆိုရဲပြောစရာမလိုဒါဆိုဥပမာစာကြောင်းလေးနဲ့တွဲတွဲပြီးတော့မှတ်ပေါ့နော်ဒီ grammar လေးကိုကဲဆိုရင် kala niwa ဆိုရဲ grammar လေးပြီးသွားပါပြီဒါဆိုရင်နောက်ဗီဒီယိုမှာထပ်သွေးကြပါမယ်ကြာမင်းဆက်အိုစခါလေးဆမနက်စတာပတ်တနေဘိုင်